ရှင်ကုန်တိုင်းဒေသကြီးအတွင်းကိုဗစ်အတည်ပြုလူနာ6ဦးတွေ့ရှိကြောင်းကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ကြေညာပါရယ်မေ18ရက်ကနေ25ရက်အထိရသက်ရပတ်အတွင်းတက်ခွဲနမူနာစုစုပေါင်း2954ခုကိုစစ်ဆေးခဲ့ရာကိုဗစ်ပိုးတွေ့အတည်ပြုလူနာသက်6ဦးကိုတွေ့ရှိခဲ့တာဖြစ်ပါရယ်အဆိုပါကိုဗစ်ပိုးတွေ့လူနာ6ဦးဟာတကုံမြို့နယ်က2ဦးအင်းစိန်မြို့နယ်က2ဦးတာဂီတာမြို့နယ်က2ဦး၊ကုံမှုမြို့နယ်က2ဦးနဲ့ဒဂုံမြို့သစ်အရှေ့ပိုင်းက2ဦးတွေ့ရှိခဲ့ကြောင်းဂျမိုင်းဝင်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါရယ်။ ဒါပြင်ယောဂပိုးတွေးရှိမှုရာဂိုင်းနှုန်းဟာ၃ညတက်သမ2နှစ်ရာဂိုင်းနှုန်းဖြစ်ပြီးပြင်းထန်လူနာအထူးကြက်မတ်ကုသမှုပေးရတဲ့လူနာနဲ့ကိုဗစ် -19 ယောဂနဲ့သေဆုံးသူလူနာမရှိကြောင်းသိရပါတယ်။လက်ရှိတွင်းရှိရတဲ့ဗီဇပြောင်းပိုးတွေဟာကမ္ဘာနိုင်ငံတွေမှာကိုးစက်လျက်ရှိပြီးပြင်းထန်မှုမရှိတဲ့မျိုးကွဲတွေဖြစ်ပြီးအခုထိုးနှံပေးနေတဲ့ယောဂကာကွယ်ဆေးတွေနဲ့ထိရောက်စွာကာကွယ်နိုင်ကြောင်းကျန်းမာရေးဝန်ကြီးဌာနအနေနဲ့လေဆိပ်စိတ်ကန်နေဆက်ဂိတ်တွေမှာယောဂအဆောင်ချက်ကြီးရှုတာ တန်တရားလက္ခဏာရှိသူတွေကိုတက်ခွဲစစ်ဆေးတာမျိုးရိုးပြိစပြောင်းလဲမှုစစ်ဆေးတာကောက်ွယ်ဆေးထိုးနှက်ပေးတာတွေဆောင်ရွက်လျက်ရှိရလို့သိရပါတယ်။ကူးစက်လွယ် Omicron အုပ်စုကမျိုးရိုးပြိစပြောင်းလဲလာတဲ့ GN1 အုပ်စုနဲ့နောက်ဆက်တွဲမျိုးရိုးပြိစပြောင်း COVID-19 virus ပိုးတွေကိုကောက်ွယ်နိုင်မဲ့ကောက်ွယ်ဆေးတွေထိုးနှက်ပေးမယ်လို့ကျန်းမာရေးဝန်ကြီးဌာနကနေသိရပါတယ်။မေလအတွင်းမှာ Gavi Support for C19 Vaccination အစီအစဉ်နဲ့ကူးစက်လွယ် Omicron အုပ်စုကဆက်လက်ပြီးမျိုးရိုးဗီဇပြောင်းလဲလာတဲ့ GN1 အုပ်စုနဲ့နောက်ဆက်တွဲမျိုးရိုးဗီဇပြောင်း COVID-19 virus ပိုးတွေကိုကာကွယ်နိုင်မဲ့ Pfizer COVID-19 vaccine GN1 တွေကိုထုတ်နှံပေးမှာဖြစ်တယ်လို့သိရပါဗျ။ COVID-19 ရောဂါ virus ပိုးတွေမျိုးရိုးဗီဇပြောင်းတာနဲ့အတူ ၎င်းမျိုးဗီဇပြောင်းယောဂပိုးတွေကိုကာကွယ်နိုင်မဲ့ကိုဗစ် -19 ယောဂကာကွယ်ဆေးမျိုးဆက်သစ်တွေဟာလည်းစဉ်ဆက်မပြတ်ထွက်ပေါ်လျက်ရှိကြောင်းကျမ်းမာရေးဝန်ကြီးဌာနအနေနဲ့ COVID-19 ရောဂါကာကွယ်ဆေး Pfizer XBB 1.5အသုံးပြုပြီး January လကနေ April လအတွင်းရောဂါကာကွယ်ဆေးတစ်ကြိမ်မှမထိုးနိုင်ရသေးတဲ့အသက်18နှစ်အထက်ပြည်သူ33,2529နဲ့ကိုဝင်ဆောင်မိခင်14,985အပါအဝင်နောက်ဆုံးအကြိမ်ကာကွယ်ဆေးထိုးနှံပြီးစီးမှုကာလ6လနဲ့တစ်နှစ်အတွင်းရှိသူ 22သိန်း8000 6926ုံကောက်ွယ်ဈေးထိုးနှံနိုင်ခဲ့တယ်လို့သိရပါတယ်။ဒါပြင်မြန်မာနိုင်ငံမှာကိုဗစ်ကောက်ွယ်ဈေးအမျိုးအစားရှင်မျိုးကိုအသုံးပြုပြီးအသက်9နှစ်နဲ့အထက်ပြည်သူ36.36တန်းကိုကောက်ွယ်ဈေးအကျဉ်းပြည့်ထိုးနှံနိုင်ခဲ့ပြီးထပ်ဆောင်းကောက်ွယ်ဈေး21.25တန်း doses ထိုးနှံပေးခဲ့တယ်လို့ကျန်းမာရေးဝန်ကြီးဌာနကနေသိရပါတယ်။